င်းနိုင်ငံမှာကိုဗစ်ရောဂါကူးစက်မှုပြန့်ပွားလာခဲ့ပြီးတဲ့နောက်ကိုဗစ်ရောဂါပိုးကူးစက်ခံလိုက်ရတဲ့တရုတ်ဆောင်ပိုးဤခန့်မင်္ဂလာပါပရိသတ်ကြီးရှင်အိမ်မက်ဆောင်ရပြိုင်ပွဲတွေကနေတဆင်အမှုပညာလောကကိုခြေချလာခဲ့ပြီးနောက်ပိုင်းမှာတော့တရုတ်ဆောင်တယောက်အနေနဲ့ပါရက်တီလာခဲ့တဲ့တရုတ်ဆောင်ပိုးဤခန့်ကတော့အိမ်အောင်ကြပြီးနောက်ပိုင်းမှာခင်မွန်းတဲ့ရှီယာထိုင်းနိုင်ငံကိုသွားရောက်နေထိုင်နေတာလည်းဖြစ်ပါတယ် ပုံဤခန့်ရဲ့ခင်မွန်ဖြစ်သူအောင်သူကတော့မြန်မာနိုင်ငံရဲ့လက်ရွေးစင်ဘောလုံးသမားတယောက်ဖြစ်တယ်လို့ထိုင်းနိုင်ငံရဲ့ကလပ်အသင်းတွေမှလည်းသွားရောက်ကစားနေသူတယောက်ဖြစ်ပါတယ်ဒါကြောင့်မလို့ပုံဤခန်းကခင်မွန်တဲ့နေထိုင်ရာထိုင်းနိုင်ငံကိုလိုက်ပါနေထိုင်ခဲ့တာဖြစ်ပြီးတာဖြစ်သူကိုလည်းထိုင်းနိုင်ငံမှာပဲကြောင်းထားခဲ့တာဖြစ်ပါတယ်။အခုလက်ရှိမှာတော့ထိုင်းနိုင်ငံအပါအဝင်အာရှနိုင်ငံတော်တော်များများမှာကိုဗစ်ရောဂါပိုးကူးစက်ခံရမှုတွေဖြစ်ပွားလျက်ရှိတာဖြစ်ပြီးထိုင်းနိုင်ငံကတော့လူသေဆုံးမှုရှိတဲ့အထိဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ တရုတ်ဆောင်ပိုးကြီးခန်းတို့မိသားစုကလည်းအခုရှက်ပိုင်းရဲ့အတွင်းကိုဗစ်ရောဂါကူးစက်ခံလိုက်ရတဲ့ဆိုတဲ့အကြောင်းလူမှုကွန်ရက်စာမျက်နှာကနေတဆင်ပိုးကြီးခန်းကအသိပေးလာခဲ့တာဖြစ်ပါတယ်။ထိုင်းမှာလေကိုဗစ်တိပြန်ဖြစ်နေရလို့ပြောကြတယ်။အဲ့ဒါဟုတ်လားမဟုတ်လားဘယ်သူတွေဖြစ်ကြလဲတော့မသိ။အိမ်မှာတော့လေပိုးကြီးအရန်ညမလေးရစဖျားတယ်။အာသူကနာစီးပြီးဖျားတယ်။သူဖျားပြီးတော့မကြောက်ဘူးပိုးကြီး လေချောင်းလေးနည်းနည်းနာပြီးတော့ဒီလိုတိတ်မကောင်းအားကြောင့်ထိုင်းမှာရှိရဲ့ချစ်တဲ့သူတွေ mess တက်ပြီးတော့ပြင်သွားကြပါလို့ဘိုးကြီးတို့လည်းအဲ့လိုပဲဟိုဒီ covid အရင်ဆွေးရွားတွေဖြစ်ပြီးနောက်ပိုင်းမှာလေ max ကြီးတိတ်မတက်ဖြစ်ကြတော့ဆိုတော့လေအဲ့တော့အခု max လေးတွေတက်ပြီးတော့အပြင်ထွက်ကြပါလို့ဘိုးကြီးကတော့ဖျားတော့မကြီးပါဘူးဒါပေမဲ့အဲ့လိုလေချောင်းထဲမှာနေလို့မကောင်းဘူး သူကနည်းနည်းလေးအဲ့လိုနှုံးချစ်ချစ်ဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မလို့အာကိုဗစ်ဟုတ်လားမဟုတ်လားတော့မသိဘူးအဲ့တော့ကြီးစိုက်ကြပါ